မလေးရှားဗီဇာကြီးစေစာနီးပါးတိုးကောက်လို့ပြည်ပလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းရှင်တွေကမလေးရှားအလို့သမားဆီလွတ်တာကိုကန့်သတ်မှရှိရပ်ဆိုင်လိုက်ပါတယ်ဒီသင်းကိုတော့ဥအောင်သူကပေးပို့ထားပါတယ်ခင်ဗျာမြန်မာပတ်သွားတဲ့သူတွေ ဇန်နဝါရီလ18ရက်နေ့ကစပြီးမလေးရှားဗီဇာကြေးကိုအစမတန်တိုးမြှောက်ကောက်ခံတော့မှာဖြစ်လို့မလေးရှားကလုံတမဆင်လွတ်မှုရဲ့အကန့်အသတ်မရှိရပ်ဆိုင်းလိုက်ပြီးလို့မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကထုတ်ပြန်လိုက်တာပါမလေးရှားဗီဇာကြေးကိုအရင်တော့ကအမေရိကန်ဒေါ်လာ6ဒေါ်လာသာကောက်ခံခဲ့တာဖြစ်ပြီးဒီလ18ရက်ကစလို့58ဒေါ်လာကောက်ခံတော့မှာဖြစ်တာကြောင့်အခုလိုဆုံးဖြတ်ချက်ချလိုက်ကြတာလည်းဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်တွေကိုဇန်နဝါရီလ16ရက်နေ့ကပြည်ပလုပ်ကံအေဂျင်စီပေါင်း80ကျော်လောက်ကအရေးပေါ်စီဝေးထိုင်ပြီးအခုလိုဆုံးဖြတ်လိုက်ကြတာလည်းဖြစ်ပါတယ် အခုလိုဗီဇာကြီးတိုးကောက်မှာကိုအဖွဲ့ချုပ်အနေနဲ့လက်မခံသလိုဒါတွေကလူသမားတွေအတွက်ဝင်တော့ဝင်ပို့တွေဖြစ်စေလာနိုင်တာကြောင့်တိုးမကောက်တဲ့အကြောင်းကိုသက်ဆိုင်ရာနိုင်ငံသားရေးဝန်ကြီးဌာနကလည်းတင်ပြထားပါတယ်လူသမားပေါ်မှာကျွန်တော်တောင်းဝင်ပြီမှာဖြစ်ပါတယ်ဒီဥစားအလူသမားပေးရမှာဆိုတော့ဒါပြမဲ့လက်တလောကြီးပြောင်းတော့ကြောင့်လက်တလောကြီးမှာကျွန်တော်အလူသမားမှုဌာန150ပဲတတ်မှတ်ပေးထားတယ်150နဲ့ပုံမျိုးအောင်ဆိုတော့ဒီထဲကပဲကြက်ခံမှာဖြစ်ပါတယ်နောက်ချိန်မှာတော့အလူသမားပေါ်မှာကြက်ခံမှာပေါ့နော် လူသမားမှုဌာနနဲ့ဒီဗီဇာကြည့်တို့မြင့်တဲ့အတွက်ကြောင့်ကျွန်တော်ဝန်ဆောင်ကပြောင်းလဲနိုင်ရင်လူသမားပုံမှာဝင်တော့ဥပ္ပိုလ်ပြီမှာဖြစ်တယ်။ကျွန်တော်လူသမားကိုတက်တာအောင်နိုင်ငံเจ้าကိုအသက်တာဆုံးနဲ့နိုင်ငံတော်ကနေလုတ်ပေးတဲ့အချိန်မှာနောက်တော့အပေါ်ဝင်တော့ဝင်ဖို့တွေမပြီစေချင်လို့ကျွန်တော်တအားလူသမားဘက်ကနေတင်ပြခြင်းဖြစ်ပါတယ်။ဇန်နဝါရီလ16ရက်နေ့ဆုံးဖြတ်ချက်တွေအရလိုင်စင်ရအေဂျင်စီတွေအကုန်လုံးမလေးရှားဗီဇာမလျှောက်ဖို့နဲ့မလေးရှားလုတ်ခေါ်စာမှန်တယ်မြောက်ကိုမြန်မာပြည်ပလုတ်ကန်ဝန်ဆောင်မှုလုပ်ငန်းရှင်များဖွဲ့ချုပ်ကမထောက်ခံဖို့အတွက်လည်းဆုံးဖြတ်ချက်ချခဲ့ပါတယ် ဒီချက်တွေအပြင် agency တွေစူပေါင်းပြီးဗီဇာကြီးသုံးမြက်ကောက်ခံမှုကိုလေးရက်နီးပါးဗိုလ်ဆိုင်မှန်ကွင်းမှာဆန္ဒပြမယ်ဆိုတာတော့မလုပ်ဖြစ်တော့ဘူးလို့ဖွဲ့ချုပ်ဥက္ကဋ္ဌကပြောပါတယ်။အဲအဲ့မှာကျွန်တော်တို့ကဆန္ဒပြတဲ့အခါမှာအာသာချင်းအားနဲ့ချက်ကိုကျွန်တော်ကအချို့အဖြစ်ကိုထက်တွေ့ရမှာဖြစ်ပါတယ်။အကယ်၍ကျွန်တော်တို့ကဆန္ဒဖော်ထုတ်လိုက်တာနဲ့ဗီဇာကြီးကပြောင်းသွားမလား။ဗီဇာကြီးကဆန္ဒဖော်ထုတ်တာနဲ့ပြောင်းသွားစရာကြောင်းမရှိဘူး။တရားဝင်ညှိနှိုင်းဆွေးနွေးမှုတာလေဗီဇာကြီးပြောင်းလဲနိုင်တယ်။ ။ဒါကြောင့်ကျွန်တော်တို့ကကျွန်တော် trend ကိုပြောင်းခြင်းဖြစ်ပါတယ်။မြန်မာပြည်ပလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ဟာအလုပ်ကရှာဖွေရေးအေဂျင်စီပေါင်း200ကျော်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ချုပ်ဖြစ်ပြီးပြည်ပကိုစစ်လွတ်မဲ့အလုပ်သမားတွေအတွက်စီစစ်ထောက်ခံပေးရတဲ့အဖွဲ့ချုပ်လည်းဖြစ်ပါတယ်။လက်ရှိအဲ့ဒီအဖွဲ့ချုပ်ရဲ့စည်ရင်းတွေအရမလေးရှားကိုလုံသမားတလ3000ကျော်လောက်ပို့ပေးနေရပြီးတနှစ်ကိုလုံသမား3900နီးပါးလောက်စည်လွတ်နေရပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ